သောတာပန်ပုဂ္ဂိုလ်တရားကိုကျွေးမွေးလှူဒန်းတာတဲ့ကျွေးမွေးလှူဒန်းတဲ့အလှူဒါနဟာသူ့ရဲ့အစင်မြင့်ပြီးအသိဉာဏ်မြင့်မားတဲ့တဂရာကံပုဂ္ဂိုလ်တူကိုလှူတဲ့ဒါနကောင်းမှုအဆင့်ကိုမမိဘူးတကုနဲ့တကု꽌ချမ်းသွားမှုတွေကိုပြောတာဒါကတော့လောကရဲ့သဘောကအဆင့်တန်းဆိုတော့꽌ချမ်းမှုတွေရှိတာ တကံတကရာကပုဂ္ဂိုလ်တရားကိုကျွေးမွေးလှူဒန်းရတဲ့ဒါနကုသိုလ်တဲ့ဒါနကုသိုလ်ဟာအနာဂံပုဂ္ဂိုလ်တယောက်ကိုကျွေးမွေးလှူဒန်းရတဲ့ကုသိုလ်လောက်အဆင့်တန်းမရှိဘူးတပံနာဂံပုဂ္ဂိုလ်တရားကိုကျွေးမွေးလှူဒန်းရတဲ့ဒါနကုသိုလ်ဟာယန္တာပုဂ္ဂိုလ်တစ်ပါးကိုလှူဒန်းလိုက်ရတဲ့ ဌာနကုသိုလ်လားတံပိုးကြီးမားမှုမရှိဘူးဟောအဆင့်ဆင့်တိုးမြင့်သွားသောတပန်နဲ့တဂရကံကကိလေသာပုံနေသွားတယ်ကိလေသာပုံနေသွားပြီးအတိညာဉ်ပို့ပြီးတော့မြင်မာလာတယ်တဂရကံနဲ့အနာကံကကိလေသာပုံနေပြီးတော့အတိညာဉ်ပို့မြင်မာလာတယ်အနာကံပုဂ္ဂိုလ်ရဲ့ယဟန္တာပုဂ္ဂိုလ်က ကိလေသာတွေလုံးဝကင်းစင်ပြီးအသိဉာဏ်ပုံမြင်မှသွားတယ်။ဟုတ်ပြီကိလေသာကင်းစင်တဲ့ပုဂ္ဂိုလ်တိုင်းမှလည်းကြည့်လိုက်အောင်။ယန္နာပုဂ္ဂိုလ်တရားကိုပြင့်ပြီးတော့လှူရတဲ့ဒါနတဲ့ပိစေကဗုဒ္ဓတဆူကိုလှူလိုက်ရတဲ့ကုသိုလ်ကောင်းမှုကပိုချီမာတယ်လို့ဆိုပြတယ်။ဘာကြောင့်လဲလို့ဆိုတော့ပိစေကဗုဒ္ဓဆိုတာနှစ်သင်္ချေနဲ့ကဘာတသိပ်ပါရမီဖြည့်ပြီးတော့ ိရိတာကုံနဲ့ဝိပဿနာချင်းစဉ်ဤစနစ်ကိုသူကိုယ်ပိုင်ဉာဏ်နဲ့သိပြီးတော့ဘက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဉာဏ်ဉာဏ်တွေးအားဖြင့်မတန်မြင်မာတဲ့ပုဂ္ဂိုလ်ဖြစ်လို့ကိရိတာကုံနာခြင်းတူတော်လဲဉာဏ်ဉာဏ်တွေးမြင်မာမှုကိုအကြောင်းပြုပြီးတော့ပိဿကဗုဒ္ဓတဆူကိုလှူလဲရတဲ့ကုသိုလ်ကပို့ပြီးတော့မြင့်မြတ်တယ်တဲ့အကျိုးကျေးဇူးပို့ကြီးတယ်လို့သူဆိုတယ် တပန်းတစ်ခုနဲ့တစ်ခု comparative study နိုင်ရှင်ပြီးတော့ကြည့်တာမြစ်ဆေခဗုဒ္ဓအစူတရားကိုလှူရတဲ့ဒါနကောင်းမှုဟာတမ္မာတမ္ဗုဒ္ဓလို့ဆိုရယ်ကိုယ်ပိုင်ဉာဏ်နဲ့သစ္စာလေးပါးကိုထိုးထွင်းသိမြင်တော်မူတဲ့မြတ်စွာဘုရားကိုမြတ်စွာဘုရားတဆူကိုလှူရတဲ့ကုသိုလ်ကောင်းမှုဆင့်ပူကြီးမာတယ် ဝိသေကဗုဒ္ဓတရားလှူတဲ့ကုသိုလ်တဲ့သမသာမုဒ္ဓဘုရားကိုလှူရတဲ့ကုသိုလ်ကတဆူတဲ့သောဘုရားကိုလှူရတဲ့ကုသိုလ်ကပုံမြင်မားပြန်တယ်။ဘာကြောင့်လဲလို့ဆိုရင်သမသာမုဒ္ဓဖြစ်ဖို့ရတဲ့၄သင်္ချေနဲ့ကဘာတသိမ့်ပါမိဖြစ်ရ။၄သင်္ချေနဲ့ကဘာတသိမ့်ပါမိဖြစ်ုံများမကမြတ်စွာဘုရားတခင်ကိုရောမြတ်ရတော်မူတဲ့ဉာဏ်လေးဟာ ပိစိကဗုဒ္ဓကဒီညာမျိုးကိုမရဘူးအာတယာနုတယာညာအိန္ဒိယပရောပရိယတိညာဆိုတဲ့တတော်ရရဲ့စိတ်တွေသဘောထားတွေအိန္ဒိယနုယင်တွေကိုသိပြီးတော့ဟောပြောနိုင်စွမ်းရှိတဲ့ညာမျိုးဘယ်သူနဲ့မှမဆက်ဆံဖျားကိုယ်တိုင်သာလည်းရနိုင်တဲ့အတ္တဒါရဏညာမျိုးအနာဝရဏအပိပင်တန်းစီမရှိတဲ့တပ်ပညုတ္တဉာဏ်မျိုးတွေကို တမသမုဒ္ဒဖရာကသာရရှိပိုင်ဆိုင်တာဖြစ်ပြီးတော့တမသမုဒ္ဒဖရာရဲ့အယီချင်းကိုပိဿကဗုဒ္ဓကမမိဘူးတဲ့ဒါကြောင့်အဲ့ဒီအယီချင်းမြင်မာမှုကြောင့်တံမိုးတွေဟာကွဲပြားခြားနားသွားတယ်လို့သူဆိုတယ်ဒါဖြင့်ဖရာကိုလှူတာတဲ့ပို့ကောင်းတာရှိသေးလားဆိုတော့မြတ်စွာဘုရား ေးတမသမုဒ္ဒဖရာတဆူကို လှူတာတဲ့တမသမုဒ္ဒဖရာအမှုရှိတဲ့တန်ဃာကိုလှူလို့ရှိရင်တော့တမသမုဒ္ဒဖရာတဆူလှူတာတဲ့ပုံရတယ်ဒီမှာတတိထားစဉ်းစားကြည့်ဖို့ရသမသမုဒ္ဒဖရာတဲ့ပုံမြတ်တယ်လို့ဒီလိုဟောတာမဟုတ်ဘူးသမသမုဒ္ဒဖရာအပါဝင်တန်ဃာကိုလှူတာကပုံမြတ်တယ်လို့ဒီလိုဟောတာเนาะ ဖရာကပါတယ်ဒီထဲမှာဗုဒ္ဓပမုခတန်ခါဖရာအမှုရှိသောတန်ခါရသော်ဖရာအပါဝင်တန်ခါကိုလှူလိုက်တာကပို့ပြီးတော့ဒီကုသိုလ်ကောင်းမှုကပို့ပြီးတော့မြင့်မြတ်တယ်ထူခြားတယ်လို့သူဆိုအဲ့တော့လောကမှာအကောင်းဆုံးကိုရှာလုပ်ခြင်းဘယ်ဟာကပါတဲ့ပို့ကောင်းတယ်ဆိုတော့လောကမှာသိကြကြောင်မြေကုံတွေဟာ ဘယ်ကြောက်ကဘယ်ကြောက်မျိုးစားတဲ့ဘေးရဏာကဘေးရဏာမျိုးစားတဲ့တန်မိုးရှိတယ်ဆိုတာဆုံးဖြတ်နိုင်ကြသလိုပဲကုလကောင်းမှုမှလည်းပဲတန်မိုးတွေဟာကြွားချားမှုတွေရှိကြတယ်ပေါ့ကြွားချားမှုတွေရှိအေးအကောင်းဆုံးကုသိုလ်လုပ်ခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်မြတ်စွာဘုရားလမ်းညွှန်ဆုံးမဖို့ပေးခဲ့တာဖြစ်တယ်ဟုတ်ပြီ ဖျားမှုရှိတဲ့တန်ခါကိုလှူလိုက်ရတဲ့အလှကအကောင်းဆုံးဆိုလို့ရှိရင်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်များ ရှိအောင်မလားနော်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ကအခုယရဏဂိရိအကြောင်းလိုက်ထဲမှာဆောင်းလို့လှူဒန်းလိုက်တဲ့ရွှေရုအကြောင်းဆောင်ကြီးကိုဆောင်းလို့လှူဒန်းပြီး အရက်လေးပြင်းနာကကြွားရောက်လာနိုင်တဲ့သဒုဒိတတန်ဃာကိုလှူဒန်းတာကပုံမြတ်တယ်လို့မြတ်စွာဘုရားတို့ဟောတယ်။ကျောင်းအလှကပုံမြတ်သွားပြန်။ဖျားမှုရှိတဲ့တန်ဃာတွေခုနကလာခဲ့တယ်။ဝေလာမရဲ့အလှတဲ့သောတပန်တဦးလှူတာကပုံမြတ်တယ်။သောတပန်တဦးတဲ့သောတပန်တရာတဲ့တဂရကံတဦးကပုံပြီးတော့ တတဂရကံတူကိုလှူတာပုံမြတ်တယ်တဂရကံတရားတဲ့အနာကံတူကိုလှူတာပုံမြတ်တယ်အနာကံတရားတဲ့ယဟန္တာတပါးကိုလှူတာပုံမြတ်တယ်ယဟန္တာအပန်းတရားတဲ့ပိစိကဗုဒ္ဓတဆူလှူတာပုံမြတ်တယ်ပိစိကဗုဒ္ဓအပန်းတရားတဲ့သမသမုဒ္ဓတဆူလှူတာပုံမြတ်တယ်လို့ကောင်းတဲ့ကောင်းတာတွေကိုညွှန်ကြားပြီးတော့လာခဲ့တာညွှန်ကြားလာခဲ့တဲ့အချိန်မှာ ဖျားမှုရှိတဲ့တန်ခါကိုလှူတဲ့ဒါနာအကောင်းဆုံးလို့ပြောပြီးအဲ့ဒီတဲ့ကောင်းတာကဘာတုံးလို့ဆိုရင်သတ္တုဒိတတန်ခါကိုရည်စူးပြီးတော့ကြောင်းဆောက်လှူတဲ့အလှူကတော့ဓိတဲ့ပိုကောင်းတယ်လို့လို့ပြောတာကဲကြောင်းတကကြောင်းမတွေဘလောက်စိတ်အားတက်စရာကောင်းတယ်တရားဟုတ်လားမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့စကားပဲဒါ အရလေးမျက်နှာမှာသရင်သုံးနေထိုင်ကြတဲ့သဒ္ဒတိတသံဃာရလေးမျက်နှာမှာတကားမရှိဓာမရှိကြွလို့ရကြွကြတယ်သံဃာတော်အရှင်မြတ်တွေဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ရောက်လာတဲ့ဆိုရင်ဒီเจ้าဘောမှာအပန်းအနွမ်းဖြေလို့တက်ရောက်ပြီးသရင်သုံးနိုင်အောင်သံဃာကိုရည်စူးပြီးတော့လှူဒန်းတဲ့တန်ကြီးကဒါနာเจ้าကပုံမြတ်တယ်လို့ဆိုတော့ ဒူဟောဒါဖြစ်တာကုံသွားဗလားကုသိုလ်ထဲမှာဒါအကောင်းဆုံးလားလို့ဆိုမကုံသေးဘူးကုံသေးဘူးဒါနာရဲတော့ဒါကုံသွားပဲเจ้าဆောက်တဲ့လူကထွက်ထွက်ရောက်သွားပြီ